basic grammar သင်တန်းစဖွင့်ပါပြီအဲ့တော့ basic grammar သင်တန်းကိုကျောင်းသားကျောင်းသူတွေအများကြီးကတောင်းဆိုမှုတွေများတဲ့အတွက်ကြောင့်ဆရာဖွင့်ပေးလိုက်ပါတယ်အဲ့တော့ basic grammar တိုင်ဘာတွေလုပ်လို့ရလဲဘာဘယ်အတွက်သုံးဝင်လဲဆိုတော့ပြောပြမယ် basic grammar ဆိုတာ four skill လုံးရဲ့အခြေခံပဲ four skill speaking စကားပြောတာလားစကားပြောတဲ့ဘက်မှာလည်း basic grammar လောက်ကတော့တက်ရမယ်လीပြီးတော့ reading စာဖတ်တာလား basic grammar တက်မှစာဖတ်တဲ့အခါမှာတိုးတက်မယ် writing စာရေးတာလား letter တွေအစအစည်းတွေရေးကျင်လား ရေးခြင်း basic grammar တော့မသိပဲနဲ့ရေးလို့မရအောင်ဟုတ်ပြီနော်အဲ့လိုပဲ listening နားထောင်တာနော်နားထောင်တာလဲ basic grammar ပေါ်မှာအခြေခံတယ်အဲ့တော့ for scale လုံးရဲ့အခြေခံက basic grammar ပဲ basic grammar တက်သွားရင် for scale လုံးတိုးတက်သွားမယ်အင်္ဂလိပ်စာမှာပြီးတော့ကလေးတွေအင်္ဂလိပ်စာခတ်တယ်ခတ်တယ်လို့ on နေကြတာကအဲ့ဒါက basic grammar မပိုင်လို့ပဲဟုတ်ပြီနော်အဲ့တော့ basic grammar ကိုဘသူတွေတက်လို့ရလဲဆရာပြောပြမယ်အသက်10နှစ်ကနေပြီးတော့အထက်အကုန်လုံးတက်လို့ရတယ်နော် အလဲတမ်းပဲဖြစ်ဖြစ်အထက်တမ်းပဲဖြစ်ဖြစ်တက္ကသိုလ်တက်နေတဲ့သူပဲဖြစ်ဖြစ်ပြင်ပเนาะပြင်ပကနေပြီးတော့အလုံးအလုံးနဲ့ပေါ့เนาะအလုံးနဲ့နိုင်ငံသားတွေဘာတွေသွားဖို့အင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ဒူတွေပဲဖြစ်ဖြစ်အကုန်လုံးတက်လို့ရတယ်ဟုတ်ပြီเนาะအဲ့တော့သင်ကြားပေးမဲ့ပုံစံလေးကတော့ Telegram Video Class ဖြစ်ပါတယ်ကိုအားတဲ့ချိန်မှာကိုကြည့်ုံပဲပြီးသွားရင်အထူးခြားဆုံးကဘာလဲဆိုတော့တနစ်စာတွေအရင်တော့ဆရာတို့ကတော့တနစ်စာပေါ့เนาะသင်တန်းတွေဘာတွေလောက်ထားတာအခုကတော့တနစ်စာမဟုတ်ပါဘူး တသက်တာလေးလာခွင့်ဖြစ်ပါတယ်ဒီ basic grammar မှာတက်ပြီးရင်သင်တန်းကြီးတစ်ခါသွင်းပြီးရင်တစ်သက်လုံးလေးလာလို့ရပါတယ်ပြီးတော့ရင်သင်တန်းကြီးကတော့3000ကျော်ကျက်ကြပါတယ်သို့တော့ပထမဆုံးအယောက်20အတွက်ကတော့သင်တန်းကြီး2000ပဲကျပါမယ်1000ကျော်တက်တာမယ်ပေါ့ပထမဆုံးအနန္တူအယောက်20အတွက်သင်တန်းလေးကြီးစုံလန်းခြင်းရင်တော့ Telegram @tintun90 မှာလာစုံလန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးအခက်အခဲတွေအားလုံးလွန်မြောက်ကြပါစေ